မင်္ဂလာပါရှင်ရေဝကတိချန်နယ်နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။စားကြောင်ပင်မသပိတ်စစ်ကြောင်းမှာရဲဘော်နာကိုစစ်တပ်ကဖမ်းဆီးထားပြီးအင်းစိန်တောင်မှာမတရားပုံမှန်များစွာနဲ့ချုံနောက်တရားဆွဲထား။ရန်ကုန်မြို့လူလူလှုပ်ရှားမှုတပိတ်တွေမှာပြည်သူ့နဲ့ပူပေါင်းကဆရာနာရှင်စနစ်ကိုတော်လှန်နေတဲ့စမ်းကြောင်ပင်မတပိတ်စစ်ကြောင်းမှာရေပွန်တော်ကိုချက်ဖက်စစ်တပ်ကဖမ်းဆီးပြီးအင်းစိန်တောင်မှာဖမ်းဆီးထားကြောင်းစမ်းကြောင်ပင်မတပိတ်စစ်ကြောင်းတောင်ရှိသူကပြောတယ်ဖမ်းဆီးခဲ့တဲ့သူတွေမှာစမ်းကြောင်ပင်မတပိတ်စစ်ကြောင်းရဲ့အဖွဲ့ဝင်တွေ ဖြစ်မဲ့ကိုဟိန်းနိုင်စောခေါ်အိုမီနဲ့တိမ့်တီဒီဝေခေါ်မမြိုင်တို့ဖြစ်ကြောင်း2025ခုနှစ်ဇွန်လတော်နေ့မှာမြေပြင်ကိစ္စသွားလိုက်အဆက်အသွယ်ပြတ်တော့ကဇွန်လတော်ရဲ့ညနေပိုင်းချိန်မှာအကြမ်းဖက်စစ်ကောင်စီမတရားဖမ်းဆီးခြင်းခံခဲ့ရခြင်းဖြစ်ပါတယ်။မတရားဖမ်းဆီးခံရသူရေဘော်နှုတ်ကမြန်မာပြည်မှာစိတ်တုံးနေရလွတ်လပ်စွာထုတ်ပေါ်ပြောဆိုခွင့်ပါဝင်လူ့ခွင့်တန်းတူညီမျှရေးနဲ့ဒီမိုကရေစီရေတို့ပြန်လည်ရရှိအတွက်ငြိမ်းချမ်းစွာလူထုတိုက်ပွဲနီလန်းနဲ့ပြည်သူလူထုနဲ့သက်သားရည်တည်ခဲ့ကြသူတွေဖြစ်ကြ။စမ်းကြောင်းပင်မှာတပိတ်စစ်ကြောင်းကထုတ်ပြန်ထားတယ်။ ကျွန်တော်လူငယ်တွေမျိုးပြမှာရှိနေအောင်ပြည်သူနဲ့တသားနဲ့ရှိနေစွာကိုပြောခြင်းနဲ့ဒီကာလတစ်ခုလုံးမှာကျွန်တော်တို့ရဲ့ရဲဘော်ရဲဘက်တွေများစွာဖန်ဆီးခံရနှိမ့်ဆက်ခံရအထောက်အကူခံရတဲ့ကိစ္စရဖြစ်ပေမဲ့လည်းကျွန်တော်ဘယ်တော့မှလက်လျှော့မှာမဟုတ်ပါဘူး။ကျွန်တော်စံကြောင်းပင်မှာတပိတ်စစ်ကြောင်းဖွယ်နေတယ်လဲရှင်းရှောက်ပြီးတော့ပို့ပြီးတော့အလုပ်လုပ်တွေလုပ်သွားမှာရှားနိုင်တဲ့နီးနဲ့လဲဖြစ်နိုင်တဲ့နီးလဲမျိုးစုံနဲ့မျိုးပြမှာဆက်လက်ပြီးတော့ဒေါ်လာတိုက်ပွဲဝင်နေမှာပါ။ ယခုနောက်ပိုင်းမှာစစ်တပ်ကသမိတ်ဖွဲ့ဝင်တွေတော်လန်ရဲဘော်တွေကိုဖမ်းဆီးရမှာရခင်ကားကဲသို့တရင်ထုတ်ပြန်ခြင်းမရှိတော့ဘဲအဆက်အသွယ်အချိန်ဆက်တင်ရယူကဟန်စာဆက်တွေပြီးထောင်ချောင်းဆယ်ဖမ်းဆီးမှုလှုပ်ဆောင်လာကြောင်းထို့ကြောင့်စစ်တပ်ပြောင်းလဲသွားတဲ့ဖမ်းဆီးရပြွာတွေကိုတော်လန်ရဲဘော်တွေနဲ့သမိတ်ဖွဲ့တွေတတိထားတင်ကြောင်းတော်လန်ရဲဘော်ချုပ်ကတီးပေးပြောဆိုတယ်။ဆက်လက်ပြီးနယူးယောက်မြို့မှာကျင်းပမြန်မာမျိုးသမီးတွေနဲ့လူနည်းစွဲတော်လန်ရဲတွင်တင့်မြတ်ညီညွတ်ခြင်းနဲ့ခန္ဓာရင်းစံကိုထင်ရတော်အတန်ဒီကောင်းစင်တဲ့ခန္ဓာကို NUG ဝင်ကြီးနဲ့တာမတ်ကြီးဦးကျော်မှုတော်တယောက်ကအမေရိကန်ပြည်အောင်ဆိုနယူးယောက်မြို့မှာ မြန်မာမျိုးသမီးတွေနဲ့လူနည်းစုတွေရဲ့တော်လှန်ရေးတွင်သိမျက်ညီညွတ်ခြင်းနဲ့ခန္ဓာရင်းစွမ်းကိုထင်ရသောအတန်လေးကောင်းစီနဲ့ကျင်းပခဲ့တဲ့အခမ်းအနားကိုမြို့သားညီညွတ်ရေးဆိုရအန်ယူဂျီဝင်ကြီးတွေနဲ့ကုလသမဂ္ဂဆိုင်ရာအတမ်းမကြီးဦးကျော်မိုးထွန်းတို့တယောက်ခဲလို့အန်ယူဂျီကထုတ်ပြန်နေအဆိုပါအခမ်းအနားကိုအန်ယူဂျီမှာနိုင်ငံခြားရေးဝင်ကြီးဒေါ်စင်မော ဒုဝန်ကြီးဦးမိုးစောလူခွင့်ဆိုင်ဒုဝန်ကြီးဦးအောင်ကျော်မှကုလသမဂ္ဂဆိုင်မြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မှထွန်းတို့ပါဝင်နိုင်ငံတကာနဲ့ကုလသမဂ္ဂဆိုင်ရာဖွဲ့စည်းရေးညောင်မျိုးရှိမြန်မာနယ်ဘွားတိုင်းတာရီစုစုပေါင်း130ခန့်တယောက်ခဲလို့သိရတယ်အခမ်းအနားမှာတော့ကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တွန်ယူကုလသမဂ္ဂဆိုင်ရာမြန်မာမြေနဲ့ကိုယ်စားလှယ်တမ်းမတ်ကြီးဦးကျော်မှထွန်းမြန်မာနိုင်ငံဆိုင်ရာနော်ဝေးသူကိုယ်စားလှယ်ပရိုဂရမ်ဒါရိုက်တာတို့ကအဖွဲ့မှာစကားပြောကြားခဲ့တယ် အဆိုပါခန္ဓာမှာ2021အာနာသိမ့်မှုပြီးပြည်သူ့ချုပ်ရဲ့ကိုရီကြောင့်တွေ့မှုကိုမျှော်ဝေခဲ့ပြီးတော်လိုင်းသချင်းနေမှတ်တမ်းရုပ်ရှင်ပြသခြင်းနဲ့ကဗျာရုပ်ဆိုခြင်းစီစဉ်နေပောင်းဝင်ခဲ့တယ်။ဒါအပြင်စီရီယံမျိုးသမီးရဲ့ပြုလုပ်တဲ့လက်မှုပြစီဘလီဘခအခြေအနေတွင်လိမ့်ပိုင်းဆိုင်အကြံဖတ်ခံရပြီးရှင်တန်ကျန်းသူအမျိုးသမီးတွေရဲ့ရုပ်ပုံနဲ့စကားသံနဲ့မြန်မာဘလီဘခနဲ့တဘာတန်ဇာတာအရင်းမြစ်တွေအိမ်နီးချင်းတွေရဲ့အကျိုးစီးပွားဆိုင်ရာဆက်ဆက်ပတ်သက်မှုတွေကိုထင်ရပြသအမည်ပေါ်မြမရွာရင်ကျင်းမှုပွဲတွေကိုခင်းချင်းပြသခြင်းစတဲ့အစီအစဉ်နဲ့ကျင်းပခဲ့လို့သိရတယ်။ ဆက်လက်ပြီးလုံခြုံရေးတင်းကြပ်ထားမန်လေးမြို့နယ်မှာရွေးကောက်ပွဲအတူစန့်ကျင်လှုပ်ရှားမှုပြုလို့အကြမ်းဖက်ဆဲဆုလုံခြုံရေးထိုးတင်းကြပ်ထားမန်လေးမြို့နယ်မှာတူရောင်ရွေးကောက်ပွဲစန့်ကျင်လူလူလှုပ်ရှားမှုပြုလုပ်ခဲ့လို့မန်လေးသပိတ်အင်အားစုကဒီကနေ့မှထုတ်ပြန်တယ်အခုလှုပ်ရှားမှုကိုတူရောင်ရွေးကောက်ပွဲစန့်ကျင်ရေးလူလူလှုပ်ရှားမှုဖြင့်အသင့်မဲနဲ့တရားဝင်လူသက်ခွင့်မပေးနဲ့တူရောင်ရွေးကောက်ပွဲလူလူအားနဲ့တိုက်ဖြတ်ကြ။ဖက်စင်ရွေးကောက်ခွေထွက်ပေါက်မဲမပေးတပိတ်မောက်အစားရဲစားတွေမှာမန်လေးမြို့နယ်မှာဖြန့်ဝေခဲ့တာဖြစ်တဲ့ မန္တလေးတပိတ်အင်အားစုကပြူလက်ပါစင်တွေတောင်းကြတာစစ်မှုထမ်းကောင်းစင်နဲ့အတင်းတမဖန်စီငွေညစ်တာတွေကိုဇက်တိုက်ကြုံတွေ့ရင်ဆိုင်နေကြရတယ်။မန္တလေးပြည်သူတွေရင်ထဲမှာဖက်စစ်စစ်တပ်နဲ့အာဏာသိမ်းစစ်အုပ်စုပေါ်နာတီချက်တွေကရင်ထဲအပြေးပါ။ဒါအပြင်ခုစစ်အုပ်စုကလုံးမဲ့အတွေ့ရောင်ရွေးကောက်ပွဲလုပ်ကိုလည်းဂါသီစာဆန်ကျင်ကြရွှင်မုံကြတယ်။ပြည်သူတော်လှန်ရေးကြီးမှပြည်သူတော်လှန်ရေးအဓိကပါ။ပြည်သူလူထုထောက်ခံပါဝင်နေသည့်ဒီတော်လှန်ရေးကရှေ့ကိုဦးတည်ရေးရှင်နေမှာပါ။ပြည်သူအလုံးအနေနဲ့လည်းအာဏာရှင်စေုပ်စုကိုငုံမခံမဲ့ရအနီလန်းအဆုံနဲ့ထုတ်ပြန်နေကြဖို့လိုအပ်တယ်။ ငကြဖအနာရှင်ကိုဆက်လက်တွန်းလှန်ကြရင်မြည်သူမှပြည်သူမှပြည်သူတို့အပြန်အလှန်ဖိတ်ကိုကြရင်နဲ့တော်လိုင်းခီချန်ကိုအတူဆက်လျှောက်ကြည့်တတ်ဖို့အတွက်လည်းမလေးတပိတ်အင်အားစုကတိုက်တွန်းထုတ်ပြန်နေဆလဘီအုပ်ဖို့မှာစစ်ကြောင်းတို့ဆေယုစုနဲ့တော်လိုင်းတက်တွေတိုက်ပွဲဖြစ်ဆေယုစုမျက်မြင်ခုနှစ်ဦးသေပြီးစစ်တပ်လေးဒီပုံစံကပြန်ဆောက်တော့ပဲခူးတိုင်းတာဝရီခန်အုပ်ဖို့မြို့နယ်မှာစစ်ကြောင်းတို့ဂျပန်စစ်တပ်နဲ့ တော်လိုင်းတက်တွေထိတဲ့တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီးစစ်အုပ်စုဘက်ကမြေမြခုနရသေးဆုံးက၁၇ရက်နေ့ပုံချင်ပြန်လည်ဆုတ်ခွာသွားရလို့တာရီခန်တက်ရင်383ရက်နေ့တက်ခွဲလေးတောင်းရှိသူကပြောတယ်။ပြီးခဲ့စရင်မလာ30မိနစ်ပိုင်းကစလို့ဂျိုးပင်ကောင်းမြို့နယ်အလဲကုန်းရဲစကန်ကနေအဖွံမြို့နယ်ဂျိုးကုန်းပင်ရဘက်စစ်ကြောင်းထုတ်လိုက်အင်အား150ခန့်ပါဂျပန်စစ်အုပ်စုနဲ့တော်လိုင်းတက်တွေအော်တိုဘာလတရညပိုင်းထိတွေ့တွေ့တိုက်ပွဲရှိခဲ့တယ်။ စစ်ကြောင်းဝင်ဂျပန်စစ်တပ်ကိုဒေါ်လိုင်းတပ်တွေကလက်နက်ကြီးပစ်ခတ်တာခုခံတိုက်ခိုက်ခဲ့တာဖြစ်တဲ့ဂျပန်စစ်ကြောင်းမှာမင်းလာမြို့နယ်ချင်းဆိုင်ခလာတင်စင်ကလန်ကစစ်သားတွေနဲ့ကွင်းချပစ်စောတွေပောင်းဝင်ခဲ့တာဖြစ်ပြီးသူတို့ပြန်လည်ဆော့ကွာချိန်မှာအကင်တီကိုင်းလေးနဲ့မောက်ဦးတန်းရာရေးစီဆက်တက်လေးဒီနဲ့ပုံရှင်လုံးကျကြတိုက်ခိုက်ခဲ့တယ်။အဆိုပါဂျပန်စစ်ကြောင်းကိုတာဝရီခိုင်ဘာကဖအမှတ်တေတိုက်ခိုက်တရင်တက်ခွဲတော့တာဝရီခိုင်ဘာကဖဒရုန်းတပ်ဖွဲ့တာဝရီခိုင်တရင်တင် တက်ခွဲကဂျိုးပင်ကဟီရိုပြကြတဖွဲ့ဒါရီကန်မနစ်တန်တက်ခွဲလေးအောက်ဖွမြောက်ပြကြတဖွဲ့တက်ခွဲကြောင့် Blood Dragon GBK PDF ဒါရီကန်မနစ်တန်တက်ခွဲကနဲ့ဈေးကုန်းမြို့နယ်ပြည်သူ့ကာကွယ်ရေးဖွဲ့တို့ကပုံပေါ်တိုက်ခိုက်ရေးအဖြစ်ပြီးတော်လိုင်းတက်ဖွဲ့တွေထိခိုက်မှုရှိဆုတ်ခွာနိုင်ခဲ့တယ်။ဆက်လက်ပြီးကန်ကောမှာမီးလောင်တိုင်းနေကိုတန်ရှင်းပြန်လုံရင် drone နဲ့ပုံကျခံကပြည်သူတအုပ်တေဆောင်သုံးတန်းရမကွေးတိုင်းကန်ကောကိုင်တင်တော်ရကပြည်သူလျောက်သူတို့ရဲ့မီးလောင်တိုင်းနေကိုတန်ရှင်းပြန်လုံနေခြင်း Future တီဖွဲ့က drone နဲ့ပုံကျခဲ့ရကြောင်း တယောက်တင်ဆုံးပြီးတော့ဒီမှာတင်ရရှင်ခဲ့တယ်အော်ဒီဝါလာနှစ်နှစ်မနက်ပိုင်းမှာတင်တော်ရဒေသခံလျာကမီလောင်ထားနေတဲ့ခြံဝင်းတွေကိုတန်ရှင်းလုံနေချင်းမြောက်ခင်ရရောက်မှရှေ့ပြူစော့တွေကဒရုန်းနဲ့ပုံသီးကျဲချတယ်။မြောက်ခင်ရနဲ့တင်တော်ရထမိုင်ဝင်းကျင်လာတာကောက်ဝေးရဖြစ်တယ်။မြောက်ခင်ရကပြူစော့တွေကတင်တော်ရရှိနေကို2022ခုနှစ်တုန်းကစတင်မီရှိုးဖြန့်စီပြီး2024ခုနှစ်မှာတော့ရလုံးချုပ်မီရှိုးဖြန့်စီခဲ့တယ်။ မြောက်ခင်ရရွာပြည်စောတရားကောင်းတဲ့ကြားတရားဖြစ်ပြီးပြီးခဲ့တဲ့2024ဖေဖော်ဝါရီလတုန်းကလည်းလူငယ်များကိုညှဉ်းပန်းနှိပ်စက်ပြီးအရှင်လက်လက်မီရှိုးတက်ဖြတ်ခဲ့ပါတယ်။ဆက်လက်ပြီးရေစကြိုမြို့ပေါ်မှာစစ်တပ်ကဆိုင်ကနေရောက်စီသူကိုလိုင်လက်ပစ်ခဲ့မှာ32နှစ်ရွယ်ကိုပြိုကြည်တိမှန်ပွဲချင်းမိသိဆုံးမကွေးတိုင်းရေစကြိုမြို့ပေါ်မှာဂျပန်စစ်တပ်ကဆိုင်ကနေရောက်စီသူတွေကိုလိုင်လက်ပစ်ခဲ့မှာအသက်32နှစ်ရွယ်ကိုပြိုကြည်တိမှန်ပွဲချင်းမိသိဆုံးကြောင်းရေစကြိုတောင်ရှင်း info community မှာတောင်ရှင်းသူကပြောတယ်။ အော်တိုဘာလာတရနေ့ညနေ6:00နာရီကမှရေစကြုံမြို့နယ်ရှိရုံပေါင်းဆောင်တွင်ကနေအဖက်ကတစည်းနဲ့ကင်းလန်ဒေါ်လာစစ်သားတွေကအမတ်ရှိအောင်မင်္ဂလာရောက်ကွယ်မှာဆိုင်ကနေရောက်စည်းလာပြည်သူတွေကိုလှိုင်းလည်ပြခဲ့အောင်ဆိုင်ကစည်းပြင်နေတဲ့32ရက်ကိုပြို့ကိုကြည်တိမန်မီပွဲချင်းမိတိဆောင်ခဲ့ပါတယ်။တိဆောင်သွားတဲ့ကိုပြို့ကရေစကြုံမြို့အမတ်တွေထင်းတန်ရက်ကွယ်မှာနေထိုင်သူဖြစ်ပြီးမိမရွတ်သူနဲ့လူမမဲသားသမီးနှောက်ချင်ခဲ့ကြကိုပြို့ရုံလောင်းယနေ့မှာ၎င်းဇနီးဖြစ်သူနေထိုင်တဲ့ရွှေချောင်းကြီးအောင်မှာကြုံမီဖြစ်ကြောင်းသိရတယ်။ မလာတူအောက်စတန်26ရက်နေ့ကလည်းရင်းဆက်ကြုံမျိုးအမှတ်ခွန်ရက်ကွယ်မှာကင်းလဲလာတဲ့ဂျပန်စစ်သားတွေကဆိုင်ကယ်အုပ်ထုတ်မဆောင်သူတွေကိုတနက်နေ့လိုက်လံပစ်ခတ်ရနေမှာဝင်လန်နေတဲ့39နှစ်ရွယ်ကိုစော်စော်ဝင်းလဲပင်းနဲ့ဝမ်ပိုင်မှာတနက်နေ့ချက်ဒီမန်ကပွင့်ချမီတင်ဆောင်ခဲ့တယ်။ဆက်လက်ပြီးဒီပေါ်မျိုးကိုစစ်တပ်ကလင်းနဲ့ပုံကျဲမှုစစ်ကြောင်းထုတ်မိတဲ့တဲ့နေကြောင့်ပြည်သူတွေဆွေးမှုမြင့်တက်ကစတင်တင်ဆောင်စစ်တပ်စတင်မာလာလေးကြောင်းတိုက်ခိုက်မှုကြောင့်ပြည်သူသုံးတင်ဆောင်ရှမ်းပြည်နယ်မြောက်ပိုင်းမှာအောင်မဲမျိုးကိုစစ်တပ်ကတင်ယူပြီးနောက်ဒီပေါ်မျိုးကိုစစ်တပ်ကလင်းနဲ့ပုံကျဲလာကြောင်း ဒေသပြည်သူတွေစိုးရိမ်မှုအမြင့်တက်ကမြို့ကန်ချို့တီဘောမြို့ကစတင်တင်းရှောင်းလာကြောင်းတီဘောချင်းဆိုင်ပရိုက်တာဖွင့်ချို့ကပြောတယ်စစ်တပ်ကဒီဘောမြို့ကိုမကြခနဆိုသလိုပုံကျတိုက်ခိုက်လေးရှိပြီးစတေမာတော်ရနေမှာလဲဒီဘောမြို့နဲ့ဘောကျော်ကျင်းအကိုပုံကျခဲ့တဲ့ပြည်သူတအုပ်တင်ရရရှိကနေအိမ်သုံးလုံးပြည့်စည်ခဲ့တယ် ။ TNL ကတိုင်းပြည်တင်းသာမကအတိုင်းဒါလက်နက်ကိုင်းနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းမရရှိခဲ့နေရတယ်မှာလူဖြစ်သော၎င်းလက်နက်ကြီးဖြစ်သော၎င်းဒရုန်းနဲ့သော၎င်းလေကြောင်းဖြစ်သော၎င်းပြည်မဲ့ပြည်သူလူထုတွေပေါ်ဆရာဆွေမှုကျွလွန်နေလျက်ရှိကြောင်းစတင်ပါလာတွင်တိုင်းပြည်မှာစစ်တပ်လေကြောင်းလက်နက်ကြီးနဲ့ဒရုန်းနဲ့ပုံကျပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြည်သူတွေထိခိုက်ဒိဆုံးခဲ့ကြောင်းတင်ထုတ်ပြန်ထားတယ်။ စစ်ကောင်စီတပ်ကပြည်ကဩဂုတ်လတွင်ကြောင်းမဲမို့ကုတ်မိုင်းကောတီပေါ်နဲ့မိုင်းလုံးမြို့နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းလက်နက်ကြီးဒရုန်းတို့နဲ့ပုံကျတိုက်ခိုက်မှုကြောင့်တန်ခါတော့ဒီလရှင်ကလေးငယ်ပါဝင်ပြည်သူလူထု46ယောက်သေဆုံးခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ထူးဝင်ကျေးဇူးတင်ရှိပါတယ်ရှင်။